စွန်ချင်းကြီး၅ပါးဆိုကြောက်တာပါရီပါရီတဲ့လေနက်မနက်မနက်အမှုန်လေးကြီးဆရာတော်ကရအမှုန်လေးကြီးဆိုရတယ်လေကဲနံပါတ်1ပါတယ်လေဒါနပရိစာကပါတယ်လေဒါနပရိစာကဒါနဘယ်တိတာပေါ့နော်ဒါနဆိုတာစီစီဥစ္စာတွေပေါ့တိုင်းပြည်ခင်းနစီစီဥစ္စာတွေကိုဘာလို့လဲပရိစာကစွန်ချင်းစွန်ပလိုက်တယ်နံပါတ်1 ပုတ္တပရိစ္ဆာကပါတယ်လေပုတ္တပရိစ္ဆာပုတ္တပရိစ္ဆာကတားလို့တမိလို့ကိုစွန့်တူရဲစွန့်နေလူရဲနံပါတ်3ကပါလို့ပရိယပရိစ္ဆာကပါတယ်လေပရိယပရိယပရိစ္ဆာကဇနီးမယားတို့ကိုစွန့်လူရဲနံပါတ်4ကအင်္ဂပရိစ္ဆာကပါတယ်လေအင်္ဂပရိစ္ဆာမိမိခန္ဓာကိုခြေလက်မျက်လုံးနားနှာခေါင်းအစာရှိတာပေါ်လေးအင်္ဂအစိတ်ပိုင်းတွေကိုစွန့်လူလိုက်ရဲစွန့်လူရဲနံပါတ်4ပါတယ်လေ င်္ဂါပရိစ္ဆာကအင်္ဂါစေပိုင်းမိမိခန္ဓာကိုယ်ဘောင်ကချင်းလက်ဒီဘုရားဆိုကြောက်တတ်တယ်ပေါ့နော်အသေးလေးပေါ့နော်ဟုတ်ပြီနံပါတ်5ဇီဝိတပရိစ္ဆာကပါလေလေဇီဝိတပရိစ္ဆာမိမိအတက်ကိုပဲမနှမျောပဲနဲ့တွန့်တိုခြင်းရှိနေပေးလူရဲ့အဲ့ဒီထဲမှာတို့မြတ်စွာဘုရားကတာမလူလို့ဆွနိုင်တဲ့ဟာကိုစွန်ခြင်းကြီးမှာပါလို့ပြောတာပေါ့တာမလူလေးဆွနိုင်တယ်တို့တော့တာမလူလေးဆွနိုင်တယ်ဆိုတော့လေ တာမလို့ပဲဆွတ်တာမရှိဘူးလားရှိတာပေါ့တိုးတော့မြတ်စွာဘုရားကဒီလိုဆွတ်တာဘာကြောင့်ဆွတ်တယ်လဲဆိုတော့သန္တာအစစ်ကမြတ်စွာဘုရားရှင်ဘုရားအောင်ရဲ့သန္တာတော်အစစ်ကတပ်ပင်ဒုတာညံတော်အတွက်ယေရှုကြီးဆွတ်ပါတယ်ပါတော့လေတပိညာညာတော်ယေရှုတပိညာညာတော်မြောက်ကမှာရှိရဘာညာနေရှိတယ်။နာမရူပပိစိရာညာပိစိရာပိကညာညာစင်စားမှရှိရမလား။ရှိပါဘူး။အေးတမတနာညာအဲ့ဒီညာနေရအောင် စန္ဒတော်ပဲဘာလို့လဲလဲစွန့်ဖူရဲ့ဒါဆိုရင်တို့ဘုရားအလောင်းကအလွန်ကြီးမြတ်တဲ့ဒီလူတွေကိုတပ်ပိယကညာတို့ကယေရှုပြီးတော့သူ့ဘုရားအတွက်စွန့်ဆောင်ခဲ့တာအနည်းနဲ့အလားလားကဘာနဲ့ချီပြီးတော့ပေါ့လေဖြစ်စဉ်ဘွားတိုင်းဘွားတိုင်းမှာဒီမညာနဲ့ရှင်ပြီးတော့ကြားစေခြင်းတို့ကြောက်စေခြင်းတို့ဒီလိုစွန့်လုပ်ခဲ့တယ်အဲ့ဒါဆိုလို့ရှိရင် ဒီလိုပါရမီရစုံရစုဆောင်းလာတဲ့ကြိမ်နဲ့လားအကြိမ်အများကြီးနော်အကြိမ်နဲ့လိုလားလိုလားလားအကြိမ်နဲ့ဆွတ်လာလားဟုတ်အကြိမ်ပေါင်းများစွာဖြည့်ကျင့်ရတာအဲ့လိုဖြည့်ကျင့်နေမှာအစင်အဆက်မပြတ်ဖြည့်လဲဖြည့်ရကျင့်လဲကျင့်ရဘာလို့ပါလဲဖြည့်ဖြည့်ကျင့်လဲဖြည့်ရကျင့်လဲကျင့်ရကြိုးလဲကြိုးစားရအဲ့လိုဖြည့်ကျင့်ကြိုးစားရင်မပြန်ပါဘူးလားပြန်ပါတယ်နော်ဟုတ်ပြီနော် ဖြည့်လဲဖြည့်လဲကျင်လဲကျင်လဲကျိုးလဲကျိုးစားလဲတိတ်လဲပင်ပန်းလာပဲဒီကြားနားတော်တော့ဒီစကားလေးဗါတဲ့လေဖြည့်ကျင်ကျိုးပန်းအောင်စမိကကျိုးပန်းကြီးကလှပတဲ့ပန်းကလေးမဟုတ်ဘူးနော်ဗါလေးတဲ့ပင်ပန်းလိုက်တာအာအင်းကုန်ခန့်လိုက်တာအာရင်အင်းဒီကုန်ခန့်တော့ဘလို့အာအင်းဒီကုန်ခန့်လဲဆိုကာမဂုဏ်တော့မခံစားခြင်းရတော့အာအင်းမရှိတော့ဘူးကုန်ခန့်တော့တို့လည်းအာအင်းကုန်ခန့်ဗါလေးလောက်ကြတယ် အားစီလေးပြပါဦးဘုခန္ဓာလားအရင်အရင်ကိုမကျင့်သလားအရင်ဒီတိုးပေါအောင်ကျင့်သလားအရင်ဒီကျင့်သလားတရားထိုင်ရတာဘယ်မှလိုက်တာအားစီလေးမဲဆောက်တော့ရင်ကောင်းမှာပဲဆိုတော့ဒါဆိုရင်ဘာဖြစ်ပြီလဲကြိုးပန်းလာလားကြိုးပြီးတော့ကြိုးစားပြီးတော့လဲလမ်းလာလားအဲအခုခေတ်ကကြိုးလမ်းတဲ့ပုံစံညာတယ်ကြိုးစားပြီးတော့လမ်းဆန်းစစ်တယ်တို့ဘုရားမြတ်စွာဘုရားရှင်အလောင်းတယ်ကြိုးစားပြီးပင်ပန်းလိုက်တာ မပင်မဘူးလားပင်ပါပါတို့ယောဂီတွေကခုစ조사တော့မပင်မဘူးလားပင်ပါပါအေးကြည်စားဖရာရဲ့တာသနာမှာဖရာရဲ့မျက်စောပြပေးတဲ့အတုယူပြီးတော့မျက်စောပြရဲ့အတုယူပြီးတော့ကျက်လိုက်တာပင်ပါလိုက်တာဆင်းရဲလိုက်တာခန္ဓာကိုယ်လည်းမအီးမသာဖြစ်ရတာနဲ့ဟလာနှုတ်ခွေရတာနဲ့ဖရာလေးပပများလို့ဟိုဘလို့ရေးမလဲမသိတကူလုံးရိုက်ထားတလို့လို့လိန်ဆွဲထားတလို့လို့ဖိထားတလို့နဲ့ပင်ပါလိုက်တာဘာကြောင့်လဲဖြည့်နေကျင့်နေစ조사နေလို့ပင်ပါလား မဖြစ်ဘူးမကျင်ဘူးမစူးစမ်းဘူးလာဆန်းဘယ်ဟာပိုကောင်းတယ်ဖြည့်ကျင်ပြီးကျိုးပန်းရင်ကျိုးပန်းနဲ့အဆင်ပြေရမှာပေါ့လေနော်အပြောက်ပြကြည်စမ်းမြတ်စွာဘုရားရှင်အလောင်းလေးအရမ်းစွန်ချင်း၅ဘက်မှာဆော့လိုက်တာနံပါတ်၁ခီနာစီစိတ်ကြီးစွန်လေဆိုရင်လမ်းလမ်းဆန်းဆန်းနဲ့ပျော်ပါပါဖြစ်မှာပင်ပန်းမှာပင်ပန်းတော့ခုမှဘာမှမရှိတော့ဘူးလေခီနာစီစိတ်ဥစ္စာစွန်လာသူ့မှာပါရှိတယ်ဘာမှမရှိပင်ပန်းမှာပေါ့ရှာစားရမယ်ပင်ပန်းနဲ့ဘူးလား ပင်မနေတော့ကြည်စမ်းနံပါတ်1နံပါတ်2ပါလေသာသမီတွေဆိုရင်ပင်မမှာပဲလေကိုသာသမီတွေပါလာမပြောမှာမလားပင်မနေခြေချင်းပါလေခြေချင်းနံပါတ်3ဇနီးမယားကိုဆိုးတာပေါ့နော်ကိုနဲ့အတူနေတဲ့ဇနီးမယားဆုံးခဲ့ရနံပါတ်4ကမိခန္ဓာခြေလက်အင်္ဂါပိုဆိုးတာပေါ့မျက်စိတွေဖောက်ထုတ်လို့ခြေလက်အင်္ဂါတွေဖြတ်လို့ဟောယခုကိစ္စနှလုံးတွေလည်းအဲအဲဒီလည်းဟုတ်လားသူကမရှိဘူးလားဒီလိုပေါ့ဥပမာပေါ့လေတွေးနေတယ်လူရှိပါတယ် နောက်နံပါတ်5သီတာပြိဿကဒါတော့မိမိအတက်ဒီထဲမှာတို့ယောဂီလေးတွေပေါ့နှစ်ချက်ကတော့လူလို့ရဘယ်လိုဖြစ်နိုင်လဲဆုစာဘီစီဟုတ်လို့လားနှစ်ချက်ပဲယောဂီလူနဲ့ပြေလို့ကလေးတွေကလေးတွေစွန့်လို့ပေါ့အဲ့နှစ်ချက်ကလည်းလူပြီးဆိုတဲ့ဗာလဲမြတ်စွာဘုရားရဲ့ဘုရားအလောင်းဆန္ဒတော်အတိုင်းဘာလို့လဲဒီလိုတူလိုက်တာပြီးမဉ္ဇဉ်ဖို့ဉ္ဇဉ်အတွက်ပါဘုရား ဘာတို့ကလဲမင်းရဲ့ဘုရားဆရာဆရာဘုရားရှင်တော့တပ်ပင်ကြီးကညံတော်တို့ကဒီတို့ကတော့ဗါလဲမင်းရဲ့ဘုရားတို့ကပြီးတော့လူပါလေဆိုတော့တို့တွေယခုလူရမှာအလူနှစ်ခုရှိစုံရမှာနှစ်ခုစုံရနံပါတ်1ပါစုံရပါစုံနိုင်အင်္ဂပရိစာကပါပရိစာကလဲအင်္ဂပရိစာခြေတဲ့အင်္ဂါလေးဖြတ်တောက်လိုက်တာကိုယ်ချင်းနေတော့မကုတ်ပဲနဲ့ဖြတ်ရတယ် ကြည်ကျင်တယ်မကြည်ပဲနဲ့ဖြတ်ရတယ်ဖြတ်တာလည်းမဖြတ်ဘူးလားဖြတ်ပါဘူးခင်ဗျာအဲ့ဒါအင်္ဂါပြိစ္ဆာကကိုလက်အင်္ဂါကိုစွန့်ပြလိုက်တာလမ်းလျှောက်ရှုမှတ်တယ်လမ်းလျှောက်ရှုမှတ်တာကလွဲလို့သွားခြင်းတဲ့နေရာကိုမသွားဘူးကြည်ကျင်တာကိုမကြည်ဘူးမျက်စိကိုလည်းအဲ့လိုထောက်ထုတ်လိုက်တာကြည်ကျင်တဲ့နေရာကိုမကြည်ဘူးဆိုစွန့်လိုက်တာအင်္ဂါတွေကိုဘာလို့လာလဲစွန့်ပြလိုက်တာဘယ်အတွက်လဲမဉဏ်ပူညာအတွက်အဲ့လိုမစွန့်လို့ရမယ်လမ်း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 လျှောက်ကြည့်နေရင် အဲ့ပုဂ္ဂိုလ်ကအဲ့မျက်စိနာနာလျာကိုစတဲ့ခြေလိုက်ကနေမညံပွဲပြီးလှူသလားမလှူဘူးလားမလှူပါဘူးဗျာမလှူဘူးလေအဲ့ထောင်ထဲကပတ်စံတသိန်းကိုလှူရဲတယ်မကြည့်ပါနဲ့ဆိုရင်ကြည့်ချင်တယ်ကြည့်ချင်တယ်အဲ့ဒါလှူတာဟုတ်ပါ့မလားတကယ်စန္ဒတော်အစ်စ်ဒီဟောဒီမတ်ဖို့တရားရအောင်တတိပဒဏ်နဲ့အာထုတ်တာဒီစွန်ချင်းတပါပဲနံပါတ်1ပါဝဆွန်လာတယ် အင်္ကာခြေလက်ရမြေပြီးတော့ဆောက်။ဒါလည်းဆိုတော့တီလာတပါးလည်းဟုတ်။အင်္ဂရိယသံဝရတီလာ။အင်္ဂရိတွေကိုစောင့်ထိတ်တဲ့တီလာ။ဗာတီလာလည်းအင်္ဂရိတွေကိုစောင့်ထိတ်တဲ့တီလာပါဗျာ။တရားတွေနှစ်ပေါင်းမြောက်စွာအာဘလောက်ထုတ်ထုတ်အာထုတ်စင်မှာအင်္ဂလိပ်မဆောင်ထင်းရင်ဒီပုဂ္ဂိုလ်ကစွန်ချင်းတပါးလူချင်းတပါးမပါလာတဲ့အတွက်ကြောင့်လူတွေပန်းနဲ့ရောက်ပါမလားရောက်ပါဘလောက်ပဲကြိုးစားကြိုးစားပန်းမှာမလားမပန်းတော့လမ်းတာပေါ့လမ်းတော့ကျတော့ဘယ်ဖြစ်လဲလမ်းထွက်သွားမှာပေါ့နော် တရားနဲ့တွေ့ရင်ပလက်လမ်းကြပါမှာပေါ့အဲ့ဒါကြောင့်မလို့ခုကလေးတို့ဒီနံပါတ်1အင်ဂါချန်နယ်ကိုစွန့်လိုက်ပါလှူလိုက်ပါဘယ်လိုလုပ်ရမှာလဲဒီလိုတို့ဒီလိုမျိုးလေးကြွားတယ်လမ်းနဲ့ချတယ်အစာရှိမှတ်လို့ခါကုန်မှတ်တာခေါင်းပြောင်းစွာထိုင်မှာပလင်ခွေးဆိုတာဒါကိုပြုခေါင်းမှုမှတ်စွာခါပြောင်းစွာထိုင်မှာပလင်ခွေးဆိုတာအဲခေါင်းလေးမှတ်တာဒီလှူလိုက်တာခါလေးထောက်လာဒီလှူလိုက်တာစွန့်လိုက်တာ ဟုတ်လားမဟုတ်ဘူးလားဟုတ်ပါဘူးလူနိုင်လားလူနိုင်ဘူးလားနိုင်ပါတယ်ညစီမေးလိုက်ချက်ဝမ်းပိုက်ဆိတ်ဆက်ဒီနေစီညစီလေးမိတ်တာဒီလူလိုက်တာချက်ဝမ်းပိုက်လို့ဆိတ်ဆက်လာဒီနေလူလိုက်တာဘာလို့ရလဲအင်ကပြိဿာကစွန်လိုက်ပြီစွန်ရဲသလားစွန်ရဲပါဘူးဒီလောက်လေးမှမစွန်ရဲဘူးဆိုရင်အနှစ်တရာလို့ ငါပစ္စည်းငါဥစ္စာငါမျက်စိငါခြေကောက်ငါလက်နဲ့စုပ်ကင်လာတဲ့ပုံပုံကြီးတွေတခုမှမလုပ်ခဲ့ဘူးလေတခုမှမစွန့်ခဲ့ဘူးလေအိတ်ထောင်လေးကငွေတသိန်းလူရဲတဲ့လူရဲတော့နှစ်သိန်းလူရဲတကယ်စွန့်သလားဆိုတော့တကယ်အဲ့လိုစွန့်သလားစွန့်တဲ့ချိန်မှာစန္ဒတော်သည်ဟောဒီလိုမျက်စိမိတ်တာသည်မဖို့နိဗ္ဗာန်အတွက်စန္ဒတော် ဥပတိသန္ဓအတိပတိတိမဖို့နေပါရရတော့မျက်စိနေမိပါတယ်မဖို့နေပါအကျုံးကလက်ကလေးငြိမ့်နေပါတယ်မဖို့နေပါအကျုံးကခါပြတ်မကောင်းမှထားပါတယ်ဆိုတော့အဲ့ခြေလက်အင်္ကာတွေများလေနှစ်မျောတွန့်တိုခြင်းမရှိဘဲနဲ့မိမိရဲ့ခြေလက်အင်္ကာတွေမှာတုံဝင်တိုခြင်းမရှိဘဲနဲ့မိမိခြေလက်အင်္ကာတွေမှာမစ္စရာစိတ်မရှိဘဲနဲ့များစွန့်လို့ကြည့်လိုက်ပါလားအဲ့ဒီအချိန်မှာလည်းထူးနေပြီ။တရားကတော့ထူးပြီ မထိုးဘူးလားထိုးသလားမထိုးပါဘူးအရင်တုန်းကခြေလက်ဟုတ်သေးလားမထိုးပါဘူးမိမိခြေလက်တို့ဒီမတ်ဖို့နိဗ္ဗာန်အတွက်ဆံသာပါလေဒါဆိုနံပါတ်1ခြေလက်အင်္ဂါတို့နံပါတ်1အသက်ကလေးရောမလူရဲဘူးလားလူရဲတာပေါ့ဘုလိုတရားအထုတ်ဖောင်းနေပိတ်နေမှလူသေးရင်သေးပါစေလူထားတဲ့ပစ္စည်းတော့အွှေ့မခံတော့ဘူးလက်ကလေးဟုတ်လို့လူကိုထူထားတဲ့အဲ့ကြိုင်ထားလိုက်ပဲလူထားတဲ့ပစ္စည်းကိုရွှေ့လို့ရပါမလားမရပါဘူးခင်ဗျမပြောင်းတော့ဘူး ီပစ္စည်းချီလက်ခင်ကားလေးငါမညံ့ပေါ်ညာသူကလှူထားတာဘယ်လောက်အလှူထားလိုက်လို့တော့ငါ15မိနစ်လှူထားတယ်ဘယ်လောက်လှူထားလဲ15မိနစ်ငါ7မိနစ်လှူတယ်ကြိတ်တော့လှူမရဘူးလားရတယ်လေအလှူခံပုံပေါ်ရတယ်မကျင်ရဘူးလားမကျင်နဲ့အဲတဒါပေါက်တော့ပါလေအဲလှူကြပါဟုတ်တယ်မလားတကြက်တပြားလှူတယ်မရဘူးလားကြားဘူးရဲ့နော်ယခုကမိမိချီလက်လေးကို7မိနစ်15မိနစ်လောက်လေးမြည်ပြီးတော့ တပိညုဒညာတော်မြတ်စွာဘုရားဆန္ဒရှိသူတို့ကလည်းမညံ့ကိုညာတို့ကဆန္ဒရှိမှဆိုရင်လောကမတ်တက်ကြီးတယ်တကြက်တပြားတအားသမျှလူကြပါလို့ယခုတို့ယောဂီတွေတော့တက်တဲ့အာမရှိဘူးလားတင်လို့တက်ထားအာရင်ရှိဘူးလားရှိပါရဲ့ဒီတင်လို့တက်ထားတဲ့အားတွေမှမရှိရင်ယောဂီတို့ခြေလက်အင်ကလည်းမဖို့နိဗ္ဗာန်မရည်စုပြီးတော့မဆွတ်လွတ်တယ်လို့ဟောဒီအသက်ကလေးကိုလည်းမဖို့နိဗ္ဗာန်မရည်စုပြီးဆွတ်လွတ်မှာမဟုတ်ဘူး အဲ့လိုမှမဆုံးလို့ပါရမီရပါမလားဟမ်အဲ့လိုမှမဆုံးလို့ပါရမီရပါမလားအေးဘလောက်ပဲအာထုအာထုဘလောက်ကလေးကစလူနိုင်စွန့်နိုင်အောင်ကြိုးစားရလိမ့်မယ်တို့ယောဂီတို့စီမှာငွေတသိန်းတသက်လို့မခံချင်ပါဘူးမိနစ်အချိန်လေး15မိနစ်အချိန်လေးဒီမှာဟောဒီချေတဲ့အင်္ဂါလေးတွေစွန့်လူပါဟောဒီအသက်ကိုလည်းစွန့်လူပါဘယ်လိုပြောမလဲမဖို့နေပါအတွက်တာဘင်းဟောဒီချေလေးကိုလူလိုက်ပါပြီ ဟိုဒီချီလာပြီးလှုပ်လို့မလှုပ်မချက်ပဲနေရတဲ့အကျိုးဒီစူးစမ်းပြီးတော့မလှုပ်အောင်စူးစမ်းတယ်မလားစူးစမ်းလို့ပင်မရှင်ပင်မပါစေရှင်ဘုရားအဲ့ဒီကိုခန့်ရှင်ကိုခန့်ပါစေရှင်ဘုရားအသားသေးတွေခန့်ရှင်ခန့်ပါစေရှင်ဘုရားဟိုဒီအလှပစ္စည်းလေးတော့မရွှေ့တော့ဘူးမပြောင်းတော့ဘူးမဟုတ်ဘူးမရိပညာကလေးအစပြုတဲ့ယုံနာတရားတော့တိတိတိဟိုဒါသမကလေးတောတာဘာနာကန္တရာရဟန္တာစရိစိတ်တိတိရောက်တိတိအထုပါတော့မယ်လေ ဆယ်မလေးစမမက်တွေလည်းတော်တာမဖြစ်တော့နိုင်တာပဲအနိုင်တွေလည်းဖြစ်သွားနိုင်တာပဲဟောမဖြစ်နိုင်ဘူးလားအေးအဲ့ဒီလိုအားထုတ်ရမယ်ဒါကြောင့်မိမိခြေလက်လေးဒီချိန်မှာကလေးတို့ရဲ့ခြေလက်တွေသည်တကက်အလှူစရာပစ္စည်းအစ်စ်တင်တော့အိမ်ကပါလာတာရှိသေးလားအိမ်ကပါလာရင်လှူတာကလှူတာပစ္စည်းအစ်စ်မဟုတ်သေးဘူးလှူစရာပစ္စည်းတော့ဟုတ်တယ်နော်ဒါပေမဲ့အစ်စ်ဟုတ်သေးလားဟုတ်တယ်ယခုမိမိ ခန္ဓာကိုယ်နဲ့ရင်းအစ်စ်ယူပါတော့မယ်တို့တိုင်းမကြီးဆရာတို့ချပြတဲ့ကောင်းမှုမကခါပြောင်းစွာထိုင်မှာပင်လင်ခွေခွေတော့အခါခြေဝဲရာဆင့်ကမထက်ရှင်ထားလေအဲ့ဒါဆိုအိမ်မှာကောင်းမှုမကခါပြောင်းစွာခေါင်းနဲ့ထူပါတယ်ခါနဲ့ထူပါတယ်လိုလိုက်ပြီးတော့ပလင်ခွေအောက်ခြေောက်တွေခွေခွေလေးထိုင်ပြီးထူလိုက်ရတယ်ခွေတော့အခါခြေဝဲရာခြေောက်တွေဝဲရတဲ့ဆင့်ပြီးမထက်ပဲနဲ့ထူလိုက်ရတယ် ဝဲလက်ပေါ်တွင်ညာလက်ပြင်ဟောဝဲလက်ပြင်ဝဲလက်ပြင်လှူလိုက်ရတယ်ဆိုကဲတို့မှာခြေရက်လက်ရဲ့ခေါင်းရဲ့၅ခုရှိတာတခုမှမငြိမ်ရတော့ဘူးလေမလှုပ်ရတော့ဘူးငြိမ်သွားပြီဒါဆိုလို့ရှိရင်အဲ့လိုငြိမ်လိုက်တာဘာလို့လဲလှူလိုက်တာနော်ဘာစန္ဒကြောင့်လှူတာလဲဘဘုနိဗ္ဗာန်ရရှိတဲ့စန္ဒကြောင့်လှူတာအဲ့ဒါကြောင့်အလှူလို့လည်းလားနိဗ္ဗာန်တပစ္စယဟောတုမဆိုခဲ့ဘူးလား အေးအလူကပစ္စည်းဒါဆုံးနေဟင်းနေအဝတ်ထည်တဲ့သင်္ကန်းတွေလည်းပါတယ်လို့မိမိရဲ့ခန္ဓာကိုယ်ချစ်လက်လေးတော့မပါဘူးလားပါတယ်ဒါမြတ်စွာဘုရားရောင်းရဲ့အတုယူပြီးတော့စုံချင်းကြီး၅ပါးတည်းကတို့တွေနှစ်ပါးလောက်ကတော့လေပါရမီလေးဖြည့်လိုက်ကြရအောင်ဖြည့်နိုင်ပါလေလားအေးအဲ့ဒါပါရမီဖြည့်လိုက်တာပဲအဲ့ဘလိုပါရမီဖြည့်မှဒါလည်းရဲ့ဩငါခန္ဓာကိုယ်ကြီးကိုမြတ်စွာဘုရားကိုတူတာမဟုတ်ဖဲနဲ့လက်ရှိအချိန်မှာမညံဖို့ညာရည်စူးပြီးတော့ငါစွန့်လိုက်ပြီး ဒီမညက်ဘွယ်မျက်စွာဖျားကနေပြီးချမှတ်ထားတဲ့ဟောကြားတဲ့တရားတွေနာယူမှတ်သားပြီးငါအာထုတ်တာဒါဆိုမျက်စွာဖျားရဲ့စကားနားထောင်တဲ့ပုံကိုလည်းဖြစ်ပြီးဖျားရှင်လည်းပြီးတဲ့တရားနဲ့ပူဇော်တဲ့ပုံကိုလည်းဖြစ်ပြီးမျက်စွာဖျားကိုဗာနဲ့လှူလိုက်တရားတရားနဲ့လှူလိုက်တာပန်းလေးလှူလာလားစီမီလေးလူလာလာ။အိုးစီမီရဲ့ဘာနဲ့မှရှာဖွေနေရလေးကျခုမြတ်စွာဘုရားတရားလေးနဲ့ဓမ္မလေးနဲ့အချင်းချင်းနဲ့ပူဇော်လိုက်တာ။ ခိုင်မြေလုံးလေးရောနားလေးရောအိုးနှာခေါင်းလေးရောမျက်စိလားလားတရားကိုအကုန်လုံးတန့်ရှင်းကြည့်လေလို့ဘာလို့ဒီကြည့်တယ်ဆိုရင်မြင်နေလည်းမှတ်နိုင်တယ်ကြားကြားလည်းမှတ်နိုင်တယ်ထိထိလည်းသိနိုင်တယ်တွေ့တွေ့လည်းသိနိုင်တယ်ကြည်စမ်းမျက်စိလေးနားလေးကြည့်ရတယ်ကြည်လင်ပြီးတော့ကြည်လင်တဲ့မျက်စိပန်းနားပန်းလေးတွေကြည်လင်တဲ့မျက်စိစီးနားစီးနေလူလိုက်တာပါလားမျက်စောင်ပြောဟမ်မဟုတ်ဘူးလား အေးပကတိစီမီကတော့လေးတိုက်ငိမ့်သွားနိုင်တယ်နော်မငိမ့်နိုင်ဘူးလားပကတိမကနေပူဝင်နေတိရင်ညှို့သွားနိုင်တယ်နော်မညှို့နိုင်ဘူးလားကျုပ်တို့ရဲ့တမတဝိပဿနာပန်ညှို့ရလားမညှို့ဘူးမြင်မြင်နဲ့မှကြားကြားနဲ့မှကြည်စမ်းဒီပန်းလေးဂျီရောလောင်းရသေးလားလောင်းရဘူးဒီလိုလေးမျိုးဖျားရှင်နေအကျင့်နဲ့နဲ့မပူစော်ခြင်းဘူးလားမလူတန်းခြင်းဘူးလားဒီလိုလေးတွေကအရင်ကဆရာတွေကအဲ့လိုလေးလမ်းလေးညွှန်ပေးတာမျိုးကြားဘူးသေးလားကြားဘူးခဲ့လား ေယခုဦးစင်းကတော့စေတနာတွေနဲ့ပြီးတိုးကလေးလေးလေးဒီနေ့တစ်ချက်မှတ်ရင်တစ်ချက်မဟာကုလို့ရေးရစေချင်တယ်နှစ်ချက်မှတ်ရင်နှစ်ချက်မဟာကုလို့ရစေချင်တယ်သုံးချက်မှတ်ရင်သုံးချက်မဟာကုလို့ရစေချင်တယ်24နဲ့ဒလဆက်မှတ်နိုင်ဖို့ပြောတာမဟုတ်ပါဘူးเนาะပါရမီကထူးတဲ့ပုံလို့24နဲ့ဒလဆက်မှတ်ဖို့ရှုပေါ့ွားများပေါ့တိုးကလေးလေးဒီ9နှစ်6နှစ်9နှစ်ဒါစပြီးတော့7နှစ်73နှစ်ဒီရှိတဲ့ကလေးလေးဒီ10မိနစ်ပြန်ပါလေအမှတ်လေး20လောက်ပဲမှတ် ာတိတ်တံမိုးကြီးတာပဲမျက်စိပြီးကြီးနေမျက်စိပန်းနေဘယ်ဟောက်ပူဇော်လိုက်တယ်သောတာနားလေးကြီးတဲ့နားလေးသောတာနားလေးကိုကြားကြားနဲ့မှတ်ပြီးမျက်စွာပြောက်ပူဇော်လိုက်တယ်ဟောလက်ချစ်လက်ငိမ်ပြီးတော့ထီထီတယ်လို့သိရအမကလေးမျက်စွာပြားရှင်အချင်းမြတရားနဲ့ပူဇော်လိုက်တယ်ဟိုလင်းလို့အဲ့ခန္ဓာကိုယ်လေးကြီးလို့တကယ်လို့မျက်စိကြီးမှုန်နေရင်လှူလို့ရပါမလားနာယီကန်းနေရောကြားကြားနဲ့မှတ်ပြီးလှူလို့ရပါမလားအေးကြည်စမ်းဒီတံဘိုးလေးကို လူဘဝတန်ဖိုးလေးကိုရစေခြင်းလို့ပြီးစေခြင်းလို့ဒီလိုမျိုးကျင့်ကြံလို့ဒီလို၂၄ရက်လုံးလုံးလားဘောဘူးနော်ဒီလိုမှတ်တော်မယ်ခေါင်းကိုမှတ်ကခါပြောစွာထိုင်မှာပလင်ခွေခြေခွေတော့ခါခြေဝဲရဆင်ကပတ်ရှင်ထားလေးဆိုပြီးအဲ့လိုဆိုလိုက်ပြီဆိုရင်ဘာတော့မယ်မတ်ဖို့နေပံကိုရည်စုပြီးတော့လူစရာပြည့်စုံပြောက်ဟိတ်ခန္ဓာကြီးပြူပါပြီစွန့်ပါပြီအတက်ကိုတည်ရင်တည်ပါစီတော့ခြင်းကြိုက်လေခြင်းကိုပြန်ပြီးရံမလို့တော့ဘူးကိုကိုလာဆဲတဲ့အတန်ကြလေး ပြန်ဆဲတဲ့အတာနဲ့ရံမလို့တော့ဘူးကိုကိုလာပြီးထိနေတဲ့ပြန်ထိမဆွေအတာထိမဆွေဟာနဲ့ရံမလို့တော့ဘူးဆိုရင်ကဲယောဂီကိုအဲ့ဒီလူမျိုးလေးညနေလိုက်မယ်ဆိုရင်ဘဝရှုံးမလားမြတ်မလားအမြတ်ကြသွားတာနော်ဒီချီတီလက်တေကတခြားအောင်လုံးလုံးလို့မရဘူးလားရပါဘောလောကလူသားတွေကြတော့ဟုတ်လားကုမ္ပဏီလုပ်တဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီးခြေလက်အကောင်းခါအကုန်လုံးအသုံးပြုရတယ် ဈေးတယ်လဲဈေးတယ်လောက်ခြေလက်ကောင်းခအကုန်လုံးပြရတယ်။ပြူပါဘူးလား။ဟိုကောင်မောင်တဲ့ပုဂ္ဂိုလ်ဖြစ်လင်ကြီးမောင်တဲ့ပုဂ္ဂိုလ်ဖြစ်ခြေလက်ကောင်းခငါ့ကိုအတုံးမပြရဘူးလား။ကြည်စားယောဂီလေးတွေအတုံးပြရခြေလက်ကောင်းခအတုံးပြပုံနဲ့သူတို့အတုံးပြပုံနဲ့အကျိုးပြုတွင်အကျိုးပြရတာချင်းရရှိတာချင်းတွေ့ရလား။မတူကြိုးပန်းအထွားချင်းတွေ့ရလားမတူကြိုးပန်းအထွားလဲကြိုးပန်းလဲဟိုးဒါလေးအထွားပင်ပန်းနွမ်းနေပြီးတော့ဒေါပါလေးတွေလဲယော့ပါဒေါသလေးတွေယော့ပါမောလေးတွေယော့ပါပြီးနေလိုက်တာ ဟိုမှာစီးပွားရှင်ပုံကိုရဒီဟာလှုပ်လှုပ်ရင်ဘလောက်ရမယ်ဘလောက်ရလို့ရှင်ဘလို့သုံးလိုက်မယ်ဘလို့စားလိုက်မယ်ဆိုပြီးတော့ဟိုဒေါ်ပါပြလှုပ်ရင်လှုပ်ရင်ဟုတ်လားအလုပ်ကိုစူးစမ်းကြည့်နေဒေါ်ပါတွေဖြစ်လိုက်ရတာလှုပ်တွေစူးစမ်းကြည့်နေဒေါ်သားတွေဖြစ်လိုက်ရတာဒီခုကျတော့ယောဂီတွေကမဖြစ်ဘူးမဖြစ်အောင်အထုတ်တယ်ဒါကြောင့်မို့ဒီနေ့ကလေးတွေဒီနှစ်ပါးလှူရမယ်ဘယ်နှခုလှူရမလဲနှစ်ပါးလှူရပါဘာနဲ့ပါလဲ အေးခြေလက်အင်္ကာလေးတွေကိုစွန့်လို့ရမယ်နံပါတ်နောက်တစ်ခုကမိမိအတက်ကလေးကိုစွန့်လို့ရမယ်စွန့်လို့နိုင်ပါမလားစွန့်နိုင်ပါမလားအေးအဲ့လိုစွန့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီစွန့်နေဆိုတဲ့စိတ်ကလေးနဲ့ပြန်တရားအထုတ်လိုက်လို့ရှိရင်တမတ်နံပါတ်၃လေးမှအပြည့်ပါပဲယောဂီလေးတွေအတီတူးလေးတွေညံလူတွေရလာမှာပေါ့ဒါကြောင့်ဦးစင်းကဖျားရှိုးတယ်မှာစွန့်ကြီး၅ပါးစွန့်ကြီး၅ပါးလို့ဆိုတော်လေစွန့်ကြီး၅ပါးကြီးနံပါတ်၁ပါလေတိုင်းကြီးနဲ့ကြီးနန်းနဲ့စီစဉ်ကြီးစွန့်တာဖျားတော့မှာ နံပါတ်1ကပါလေတာသမီရေစွန့်တာနံပါတ်2ကဇနီးများရေစွန့်တာနံပါတ်4ကခြေလက်အင်္ဂါရေစွန့်တာနံပါတ်5ကမိမိအသက်ရေစွန့်လူတာအဲ့ဒီထဲမှာပဲဒုက္ခနေလို့မြတ်စွာဘုရားရှင်ရဲ့အလောင်းဘုရားအလောင်းကိုစွန့်လူခဲ့တဲ့ပါရမီတော်ကိုသူကြည်ပြီးတော့အတူယူပြီးတော့ဒုက္ခလည်းအော်ဒုဒီနှစ်ပါတော့တို့ရဲ့ခြေလက်အင်္ဂါလေးစွန့်အောင်ပါပဲလှုပ်အောင်ပါပဲဖြတ်တော့တာမဟုတ်ဘူးเนาะလှုပ်အောင်ပါပဲတို့ရဲ့အသက်လေးလည်းလှုပ်အောင်ပါပဲဆိုပြီးတော့ဒီစိတ်လေးနဲ့များဒီစွန့်ခြင်းနဲ့များစွန့်လိုက်လို့ရှိရင်တို့ကလေးလေးအားလုံး အထုတ်တဲ့နေရာမှာအထောက်ပံ့ဖြစ်နိုင်အောင်ဦးစင်းကနေပြီးတတိပိနှိုးစော်လိုက်ပြီးဦးစင်းတတိပိနှိုးစော်နိုးထလာတယ်ဆိုလို့ရှိရင်လန်လန်ဆန်းဆန်းဖြစ်ရင်ဒီပြာအထုတ်တိုင်းအထုတ်တိုင်းမှာဒါလေးဟိုမတ်တလေးထားပြီးအထုတ်ကြပါကလေးဘဝဆိုတော့လေလေးနဲ့တဲ့အရာလေးမရှိပါသေးတယ်မရှိဘူးလားရှိတယ်နော်ဘာကြောင့်ကလေးကိုကလေးလို့ခေါ်တာသိလားသိပါဦးခင်ဗျာ ကလေးလားခလေးလားမြန်မာအခါတွေမှာကာကြီးရရှိရလားခါကြီးရရှိရကာကြီးရရှိရပါဗျာကလေးရမှာလားခလေးရမှာလားသူကရှိရဖျာကာကြီးကြည့်ဦးဗျာဘာဖြစ်မလဲကာကြီးရှိရဖျာနောက်ကဖြစ်စာအကြောင်းရှိခါကြီးဖြစ်စာအကြောင်းရှိမလို့ရှိမှာမရှိသေးအောင်ခလေးရရှိမှာရှိသေးလားရှိတော့လားကလေးဖျာကလေး စစချင်းနဲ့ဘာလို့မလဲလေးနက်နေရဘာလို့နေရမလဲလေးနက်လေးစားတက်ရလိုက်နာတက်ရလေးကျင့်တက်ရလုံးလအပြည့်ရသိလားဒီကလေးတွေလဲကလေးကြီးအစားဆုံးကလေးဆိုကတော့မြန်မာအထံကာကြီးရရှည်တော့မလားသူရှိမှရှိသေးလားရှိတော့ရှည်ဆုံးကကလေးကြီးရှည်ဆုံးကလေးနက်နေရလေးနက်မှုမှာလည်းရှည်ဆုံးကလေးစားတက်တဲ့နေမှာရှည်ဆုံးကလေးစားဆိုတာနေတက်တဲ့နေရှည်ဆုံးက ဟုတ်ပြီနော်လိုက်လာတဲ့နေရာမှာလည်းရှည်ဆုံးကလိလာတဲ့နေရာမှာလည်းရှည်ဆုံးကလိကြည့်နေနေရာမှာလည်းရှည်ဆုံးကဖြစ်ရမယ်ထင်နိုင်ပါမလားအရကလေးလေးဟုတ်တယ်နော်ကလေးလေးပဲသိပြီလားအရင်ကကြားဘူးလားကြားဘူးလားအေးဘူးကြောက်လို့တစ်ချက်မှတ်တာငါကလေးဆိုပြီးပါလေကလေးဒီနံပါတ်1ပါလေလေးလေးစားစားနေတတ်တယ်လူကြီးတွေလည်းလေးစားတယ်ဖခင်ရှင်လည်းလေးစားတယ်ဟောဟုတ်တယ်နော် ဟုတ်တယ်နော်မှတ်မိလားနော်လေးစားတတ်တယ်လေးကျင့်ရဲတယ်ဘာဖြစ်ရလဲလေးကျင့်ကျင့်လိုက်နာရဲတယ်ဟုတ်လေးလေးနက်နက်မှတ်ယူတင်တတ်တယ်အကျင့်ရှိရအဲ့ဒါကလေးကိုခလေးဆိုတော့မရဘူးခလေးရောက်ရဒုတိယခလေးကာကြီးတော့ကခါပြီးကိုယ်ကိုယ်လေးဘာမှလုပ်မရဘူးနော်ကလေးတို့မှာကိုယ်ကိုယ်လေးပါလားကကလေးပါဘယ်ကိုကြီးမရအောင်เนาะအေးအဲ့တော့ဥစဉ်တော်လေးပဲပြောပြီးတော့အခုဒီနေ့မှတ်တာလေးကို စွန်ကြီးနှစ်ပါးနဲ့စွန့်ပြီးတော့ဘုရားအထုပါဘုရားအထုဆိုတာပါလေတတိပဌံ၄ပါးရှိတယ်ဘယ်နှပါးလဲ၄ပါးကာယဝေဒနာစိတ်ဓမ္မာဘယ်နှပါးလဲ၄ပါးကာယဝေဒနာစိတ်ဓမ္မာဒီလောက်လေးမှတ်ထားပါတော့တတိပဌံအထုတယ်ဆိုတော့ဘာလို့ဘာအထုတာလဲကာယဝေဒနာစိတ်ဓမ္မာ၄ပါးရှိပါတယ်ကာယဆိုတော့ဘာလို့ခါလဲထိုင်နေရက်တယ်လျောင်းနေကြည့်တယ်ဟလာတော့ကာယလို့ခေါ်တယ်မျက်စိနာနာတရားကိုကာယလို့ခေါ်တယ် ်ကာယပါအဲ့ကာယထဲမှာပဲဝေဒနာခံစားမှုဝေဒနာရှိတယ်ကောင်းတာဆိုတာရှိတယ်ကာယဝေဒနာဒါလည်းလိုက်ရှုရတယ်စိတ်စိတ်ပြေးရတယ်ခါကြပြောတဲ့စိတ်ရှိတယ်ပြင်းတဲ့စိတ်ရှိတယ်ငိုရင်းတဲ့စိတ်ရှိတယ်ရရင်းတဲ့စိတ်ရှိတယ်ဟုတ်တယ်မလားအဲ့လိုစိတ်ကလေးလည်းရှုရတယ်ကာယနဲ့စိတ်ဓမ္မဟောသဘောတရားဆိုတာဘူးတဲ့ဟာဘူးအေးတဲ့ဟာအေးဝေဒနာမွေဟလာအောင်းနေအောင်ဆောစာချင်းဘောလေးဓမ္မသဘောလေးပုံပြီးရင်အေးတာအေးပြီးရင်ဘူးတာဟလာကြားပြီးမကြားတော့တာဟောထိပြီးမထိရတော့တာအဲ့ဒါလေးနဲ့ဓမ္မသဘောလေးဟော ဒီလေးမျိုးကိုဟိုမျက်စိနာနာကြာကို6ဒေါ်လာပေါ်ရဘူးအတက်ရှိရတာကိုတတိပဌာန်းကိုခေါ်တယ်ဒါလို့လေးတင်ကြတယ်ပေါ့နော်ကြဲအဲ့လိုဦးစင်းကဒီနေ့တတိပိနှိုးစော်လေးတွေကိုတတိရပြီဆိုကလေးပီပီလေးလေးစားစားနဲ့လေ့ကျင့်ပါဟုတ်ပြီနော်ကလေးလေးတွေဒီဘာလို့မလဲလေးစားမယ်လေ့ကျင့်မယ်လိုက်နာမယ်လေ့နာမယ်အဲအဲ့ဒါဆိုတော့ကလေးတွေဒီတို့ရပန်းနဲ့ရောက်ပါပေါ့ဒါကြောင့်ဦးစင်းဒီနေ့နှိုးစော်လေးကို15မိနစ်မိနစ်20ပြည့်သွားပါပြီ တော်လဲတော်ပါပြီเนาะအဲ့တော့စွန်ချင်းကြီးနှစ်ပါးတဲ့ကနှစ်ပါးတော့စွန်ပါငါးပါးတဲ့ကเนาะအဲ့တော့တရားမရတဲ့ဆိုတာခေါင်းမမှတ်ဆိုတာခါပြောင်းဆိုတာထိုင်မှာပြင်ခွေးလို့ထိုင်လိုက်ပြီဆိုတာ ਨੇ မိမိတို့ရဲ့ဆန္ဒသည်မညာပညာရရတို့ကဒီလိုမျိုးခန္ဓာကိုယ်လေးခါပြောင်းတော့ခေါင်းမမှတ်ထားလိုက်ပါတယ်ရက်စွာဖျားရှင်ကလည်းဆုံးထုတ်လိုက်ပါတယ်တရားတော်ကိုဆုံးလိုက်ပါတယ်ဆိုပြီးတော့စိတ်ကလေးနဲ့အာထုပါအာထုနိုင်ကြလို့ရှိရင်မညံခွညံကိုစီကိုစီဆက်ရောက်မှာပါပဲအာထုနိုင်ကြရင်မညံခွညံကိုစီကိုဆက်ရောက်ဆက်ရောက်မှာပါပဲလို့ဆိုတော့လေ တကယ်လေးလေးစားစားနဲ့ယုံယုံကြည်ကြည်နဲ့ယိုယိုတီတီရှုမှတ်ပွားများအထောက်ကြပါလေးလေးစားစားနဲ့ယုံကြည်ကြည်ယိုတီတီရှုမှတ်ပွားများအထောက်နိုင်ကြ၍မဉ္ဇဏ်ဖုန်ဉဏ်ကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းသာ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 